ဇွန်လ25ရက်နေ့ဖျားသခင်က တစ္ဆာနှင့်၎င်းဒိဋ္ဌိပညာနှင့်၎င်းပြည့်စုံသောဂျွန်ကအဘယ်သူနည်းရှင်လူကာခရစ်ဝင်အခန်းကြီး7အခန်းငယ်42လူအနေဖြင့်ကျမ်းသာကြွယ်ဝမှုပိုင်ဆိုင်ခြင်းသည် မာရင်ခြင်းမရှိတော့လဲတမန်ကျမ်းစာကတတိပေးထားသည်မှာငွေဖြင့်ပျော်ရွှင်ချမ်းသာမှုကိုမွေယူနိုင်တဲ့ကဲ့သို့ပျော်ရွှင်ကျေနွမှုကို၎င်းနှလုံးသားအေးချမ်းတာမှုကို၎င်းငွေနှင့်တန်ဖိုးဖြည့်ရမရပါဘူး အရေးကြီးဆုံးအချက်တစ်ခုမှာဖျားသခင်နိုင်ငံတော်အတွင်းသို့ဝင်ရန်ငွေကြေးဖြင့်ဆောင်ရွက်ရမြာပဲငွေကြေးကြွယ်ဝချမ်းသာမှုသည်ဖျားသခင်နှင့်ကင်းကွာစေတတ်ပါれထို့အတူငွေကြေးနှင့်ဖျားသခင်ကိုအစားထိုးရမြာတကယ်လို့အတ္တနှင့်ကိုကျိုးအတွက်သာအသုံးချမည်ဆိုရင်ဖျားသခင်ကုံအသေးရော်ကိုညှိုးနှံစေပါれအကယ်၍သင်အားဖျားသခင်ကတင့်ပတ်ဝန်းကျင်ထက်ကြွယ်ဝချမ်းသာမှုဖြင့်ချီးမြှောက်လျင်ဖျားသခင်ထံသို့ပြန်လည်ဆက်ကပ်ရန်ဖြစ်ပါれတော်ပေါ်တိရှိနားလေထားရမည်မှာ ျွန်တော်တို့ဒီဘန္နာထင်းများတာဖြစ်ရဖျားတခင်ကောင်းကြီးများကိုမြည်တို့အတုံးချသည်ကိုတနေ့တွင်ပြန်လည်ရှင်းပြရမည်ဖြစ်ပါတယ်အခွန်အဌာနအနေဖြင့်တင်းဝင်ငွေကိုမြည်တို့အတုံးချသည်ကို အသေးစိတ်သိလိုခြင်းသည်ဖျားတခင်မှတ်တမ်းစာအုပ်များမှလာလာမှမတတ်ဆိုင်ပေယနေ့ကျွယ်စုဆောင်ချင်အိုအဖဖျားအရှင်ပေးထားတဲ့အရာအားလုံးနဲ့ပတ်သက်ပြီးတစ္ဆာရှိငယ်သားကောင်းဘန္နာရင်းဖြစ်လိုပါတယ်ကျွန်တော်ကိုပေးထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီး ဉာဏ်ရှိစွာအကျိုးရှိသုံးတတ်ဖို့တရေရှိနေပါစေ။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာ။နောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါရ။အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါရ။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။